တီတီကဒီကားထဲမှာဒေါ်စောဝါဆိုတဲ့ character နဲ့တီတီရိုက်တာပါတီတီတို့ကဒီနှင်းစီဆန်အိမ်ကြီးမှာတီတီတို့မိသားစုရှိတယ်တီတီရဲ့ညမကဒေါ်စောကြီးတီတီနာမည်ကဒေါ်စောဝါတီတီကညမလေးကကြတော့အကြမ်းမြင်နေဟောပေးနိုင်တယ်တီတီကကြတော့ตาယောက်ျားလေးမွေးတဲ့အတွက်တီတီမှာအကြမ်းမြင်ဟောပေးနိုင်တဲ့ အစွမ်းရည်တွေပါမလာဘူးညီမလေးကကြတော့ပထမတော့သားလေးမွေးတယ်နောက်သမီးလေးမွေးထားတဲ့အတွက်သူကသမီးလေးမွေးတဲ့ဟိုမိခင်မဒီအကြာမြင်စွမ်းရည်တွေပါလာတယ်ပါလာတော့ညီမလေးကကြတော့အကြာမြင်ဟောတယ်အဲသူ့ဟောတဲ့ပတ်စံတွေရနေတဲ့အချိန်မှာကြတော့ဒီတရဒါညီမလေးဟောတဲ့ပတ်စံလေဒီတရဒီဟောတဲ့ပတ်စံတွေအကုန်လုံးကိုအဲဒီဒီပဲဟိုကြီးကြက်တယ်ဒီဒီပဲ ဟိုအုပ်ချုပ်ပြီးတော့ပေါ့ဒီတည်းကလက်ဝဲကြီးအုပ်တဲ့သဘောပေါ့ကွယ်ဆီယာမာလေးလာဝင်ရရှိတော့ရှိတယ်ဒါပေမဲ့လူတိုင်းကိုတော့ဟောမပေးဟမ်ဘာဖြစ်လို့လဲအော်ဒီလိုလေဖိုးထွန်းလေးပျောက်သွားတော့ကသူ့မိတွေကအယံကိုစိတ်ဆင်းရဲနေတာအဲ့ဒီတော့သူ့သားလေးကိုပြန်တွေ့လို့ရှိရင်တဲ့ဘလောက်တောင်းတောင်းပေးပါမယ်ကုညီပါဆိုလို့ ကြည့်ပေးလိုက်တာလေအဲကားရဲ့ကာရိုက်တာဒေါ်စောဝါဆိုပေမဲ့ဒီတရားဓာငွေခင်ပေါ့ငွေခင်ပေါ့အငွေရမ်းခင်တယ်ပေါ့နော်နောက်ပြီးတော့ဒါညမာလေးကကြတော့မဟောနိုင်တဲ့အချိန်မှာဒီတရဲ့တူမာလေးကလာဝန်းအရာမင်းသမီးလေးလာပြရနေပြီးတော့ဆက်ဟောတယ်ဟောတဲ့အခါမှာလဲအာဒီတရတူမာလေးကသာဟောတယ်ပတ်စံနေအကောင်လုံးကတီတီလိုချင်တာလေတီတီလိုချင်တာဒါအပြင်လောကနဲ့ နဲ့ဟိုအပြင်လောကမှာရှိတဲ့မိမတွေတော်တော်များများဖြစ်တတ်တဲ့ဇယိုက်ပဲပေါ့နော်ငွေလိုချင်တယ်အဲသူများရှာလို့ကိုရှာလို့ရတဲ့ပတ်စံမဟုတ်ဖဲနဲ့လေအဲတူမာလေးရှာလို့ရတဲ့ပတ်စံလဲကိုပဲလက်ဝကြီးအုပ်ချင်တယ်ကိုပဲယူချင်တယ်အဲ့လိုမျိုးပေါ့လောဘဒေါသမောဟတွေနဲ့ အဲဒီဇကားထဲမှာကဒီရဲ့လောဘတွေဒီဒီရဲ့ဒေါသတွေနောက်ပြီးတော့တအိမ်လုံးကိုကိုပဲအဲအရာရာမှာကိုပဲအုပ်ချုပ်ရမယ်အဲကိုပဲကိုဩဇာနဲ့ပဲဒီကိုလောဘတွေနဲ့ပဲဒီအိမ်ကနေပြီးတော့အကုန်လုံးကနေထိုင်ကြရတဲ့သဘောပေါ့နော်အဲလောဘဒေါသမောဟတွေနဲ့အဲဟိုအမြဲတမ်းကြီးစိုးနေတဲ့မိမကြီးတယောက်ပေါ့မိလာဝန်တသက် 我大完又扫小开了的阿龙哥，<laughs> 你妈，碰到克的死的嗦耶！变身啥子来啥嘛？啊，你若大米，你那罗苗，我阿康罗样，变彪罗样，阿、啊、西啊？嗯？我最没给的啥阿样的？你罗阿些罗昂，碰杯塔的 a r 的？ ။ညီတို့တသက်ကျမကြီးစောက်ရှောက်လာတာ။အားလုံးကဘာတခုမှအလကားရတာမရှိဘူး။တီတီဆိုးတာတွေပဲများတာပေါ့ဒီကားမှာကြတော့လေ။အဲ့လိုမျိုးပေါ့ဟိုညမလေးကအဒုက္ခိတဖြစ်တယ်။ကိုညမလေးကဒုက္ခိတလည်းဖြစ်တယ်။စကားလည်းမပြောနိုင်ဘူး။အဲ့ဒီပုံမှာ အာတီတီအဲ့လိုမျိုးပေါ့ဟိုနင်းနင်းနဲနဲလေးတွေပြောတာလေးတွေရှိရလေအာတီတီတူမလေးကမင်းသမီးလေးပေါ့မင်းသမီးလေးကိုလည်းငါပြောပြီးသားစကားကိုပဲငါထပ်ပြောမယ်ပေါ့ငါအမေတော့ဗာငါညမမင်းအမေကရှီတောက်လဲကြိုးထားတယ်အဲကျမ်းမကြီးကလည်းမကောင်းဘူးအဲ့လိုမျိုးပေါ့ဟိုမြင်နေရလန်ဆိုင်အဲ့လိုမျိုးတီတီစကားနင်းနင်းနဲနဲလေးတွေပြောထားလေးရှိပါတယ်ဘယ်လိုပြောမလဲလင်းလင်းလေးက ခြေရောက်လေးလည်းမတန်ဘူးဒုတ်ကောက်လေးနဲ့လည်းသွားနေရတယ်နောက်ပြီးတော့သူ့မှာဟိုစကားမပြောတတ်တော့အတွက်စကားပြောပိုင်ခွင့်လည်းမရှိဘူးပြောပိုင်ခွင့်လည်းမရှိတဲ့အခါကျတော့သူက အဘူဘွားနဲ့အဲအဲ့လိုပြောပေါ့နော်ဟိုဟိုမဟိုးရွားရတွေနဲ့သူပြောရတယ်နောက်ပြီးတော့ခြေတော်လေးလည်းမတန်ဘူးအဲ့ဒီကြားထဲမှာအမကလည်းနှိတ်ကွတယ်နောက်ပြီးတော့ဟိုသူပတ်စံမရှာနိုင်တဲ့အတွက်အမကပဲကြွေမွေသူတို့သားမိနေကိုကြွေမွေဆောက်ရှောက်ထားရတဲ့အတွက်အမကလည်းနှိတ်ကွတဲ့အခါကျတော့သူ့မှာဝန်းနေတယ်ဝန်းနေတဲ့အခါကျတော့ဟိုမျက်ရည်နဲ့ပဲသူအဖော်ပြနေရတယ် ပြန်ပြောဖို့ကြာတော့လေသူမပြောနိုင်ဘူးအဲဒီလိုမျိုးပေါ့နော်အားတဲ့အတွက်အဲ့လိုမျိုးလေးတွေပြောရတယ်ခြေတော်လေးကလည်းမတန်ဘူးဆိုတဲ့အတွက်ဒါသူ့အတွက်ကတော့တော်တော်လေးကိုကြိုးကြိုးဆာဆာလေးအဲကြိုးကြိုးဆာဆာလောက်ရတယ်လို့တော့မဟုတ်ဘူးပေါ့အဲအပြင်မှာပရိသတ်တယောက်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့တော်တော်ကိုခက်ခက်ခက်ခဲကြိုးကြိုးဆာဆာလေးလောက်တာတွေ့ရပါတယ်ဒီလွန်းဆိုတဲ့စကားလေးကအတရင်နဲ့ အနေအမြင်လေးတွေကိုဒါရိုက်တာကလည်းပုံဖော်ထားသလိုမျိုးပဲအဲပါတဲ့မင်းသားလေးဖိုတဲဖိုတဲရလည်းအဲပထမတော့မိန်းမရဲ့ဩဇာအာဏာအောက်မှာ သူကယောက်ျားကကြောက်ရသလိုလိုနဲ့နောက်ဆုံးမှအဲ့လိုမျိုးကြောက်ရတာမဟုတ်ဘူးတီတီကပြန်ပြီးတော့ကြောက်ပွားတာမျိုးနောက်ပြီးတော့ဒေါ်စောဝါဖြစ်တဲ့တီတီရဲ့တောင်ချမ်းထားတာ၄အားလုံးနှိမ်ထားတာ၄အဲ့လိုမျိုးပေါ့နော်အဲ့လိုနှိမ်ထားတဲ့ဟာလေးတွေကိုလည်း အားနေချက်ကလေးတွေနဲ့ပြန်ပြီးတော့သနာစရာလေးတရုပ်ဆောင်ထားတဲ့လင်းစာမျိုးကျော်နောက်ပြီးတော့ဒီအချားမြင်လေးတွေကိုမင်းသမီးလေးနဲ့ဖြစ်တဲ့မင်းသမီးလေးကနေပြီးတော့လေဒါသူ့ရဲ့ ကဏ္ဍအပိုင်းလေးတွေမှာတနာစရာလေးတွေဘေးရင်ဟောသူဘေးရင်ဆရာမမဟုတ်ဘဲနဲ့သူဘေးရင်အကြာယုံအာအာယုံနေခံပြီးတော့ဘေးရင်ဟောထားတာလေးတွေအဲ့လိုမျိုးပေါ့နော်နောက်ပြီးတော့ဒီမင်းသမီးလေးကလည်းအခုအခုမှဟိုဒီဟိုအစ်စ်ကလေးဖြစ်တယ်ဆိုပေမဲ့ဒါသူ့အမေကိုဒိုင်ကလည်းတင်ရနန်းဆိုရယ်မင်းသမီးတယောက်ပါအဲ့တင်ရနန်းကမွေးတဲ့သမီး အခုဒီကားထဲမှာပါတဲ့မင်းသမီးလေးကတီတီကအဲ့သူ့အမေသင်ရင်နန်းနဲ့လေတီတီရိုက်ခဲ့ဘူးတဲ့ဒါဒါရိုက်တာကိုပြေဝါပန်းပန်းဝေတီရိုက်နေတဲ့အချိန်မှာအသူ့အမေသင်ရင်နန်းနဲ့လေတီတီရိုက်ခဲ့ဘူးတဲ့အခုဒါသူ့သမီးလေးပေါ့သင်ရင်နန်းရဲ့သမီးလေးလာပြည့်ရအဲ့လိုမျိုးပေါ့ဒီကားလေးကိုဒါတီတီအခုလို့ပြောပြတဲ့ဟာလေးကိုပရိသတ်လေတော်တော်စိတ်ဝင်စားနေလောက်ပြီလို့ထင်ပါတယ်ဒီကားလေးကို Canon Plus ကနေ ရိုက်တာဖြစ်ပါတယ် ရိုက်တာဖြစ်တဲ့အတွက်တခြားလိုင်းတွေကအားပေးနေမယ့်အစားမူရင်းရိုက်တဲ့ Canon Plus ကနေပဲထုတ်လွှင့်ပြသမှာဖြစ်တဲ့အတွက်ဒီကားလေးကို Canon Plus ကနေပြီးတော့တနင်္လာနေ့တောက်ကြားနေ့စဉ်နေ့တိုင်းပြသမှာဖြစ်ပါတယ်ပြသတဲ့ဟာလေးကိုပရိသတ်ကအားပေးကြပါဦးလို့ဒီနေ့ကနေမြစ်တာရက်ခံပါတယ်